Hello ဒီချေမူမူပါ Dream Korean Language Class ကဖြစ်ပါတယ်။ရဲဒီမီလင်းနဲ့ဆွန်ပန်းပေါ့နော်။ចောင်းသားတွေအရင်ရောနေကြတယ်။အာဒီ7မျိုးနဲ့ပတ်သက်ပြီးရရှေခုတခါမျက်လုံးနဲ့လည်းတခါတယ်။မြင်သာတော့အောင်လို့ဗီဒီယိုဖိုင်လေးရှာပြီးလာပြောပြခြင်းဖြစ်ပါတယ်။ဒီမှာအရင်တုန်းကတော့ချေတီဖုန်းဒီပုံလေးတွေနဲ့ page မှာ sharing လုပ်ထားရဲပေါ့နော်အဲ့ဒါလေးကိုမျက်လုံးနဲ့မမြင်နေတဲ့သူတွေအတွက် video file နဲ့တွဲပြီးမြင်အောင်လေလာပြီးပြပြပြပေးတာပဲဖြစ်ပါတယ် အဓိကចောင်းသားတွေဘာလို့ယောနေကြတာလဲဆိုတော့ဒီက12မျိုးမျက်လုံးနဲ့မမြင်လို့ယောနေကြတာဖြစ်တယ်ပေါ့เนาะဒီချက်အထင်ပေါ့เนาะပြီးတော့နောက်ထပ်တစ်ခုကဘာလို့ယောနေတာလဲဆိုတော့အာ buff တင်တဲ့သွားမှတ်တယ်ကတ်တာဆိုပြီးတော့ကတ်တာဆိုရဲစကလုံးလေးပေါ့เนาะအဲ buff ကလေးဆိုရင်မီလေးမှာပဲတုံးတယ်ဆိုပြီးတော့တွားပြီးတော့မှားမှတ်ကြတယ်ပေါ့เนาะဒါကြောင့်လည်းပဲယောနေတာဖြစ်ပါတယ်တကယ်တမ်းတော့မီလေးနဲ့ thorn ဘန်းကိုကွက်ကွက်ပြပြတိချင်တယ်ဆိုရဲအလွယ်လေးပဲဖြစ်ပါတယ် နှစ်ချက်ပဲရှိပါတယ်နှစ်ချက်ပဲရှိပါတယ်ဒီချက်ပေါ်ဆုံးမှရေးထားတဲ့ဟာတွေပါချက်တစ်ချက်ဗီဒီယိုလေးဖွင့်မပြခင်မှာဒီဟာလေးကိုပြောပြချင်ပါတယ်ပထမအဆုံးရှယ်ရေးထားတဲ့ဂုံကြမူဂိုချွန်နဲ့ဂုံဘူကဝဲချုံဆိုတဲ့နှစ်ချက်ကလေးကို မှတ်လိုက်ရင်ပြီးပါပြီကိစ္စပြတ်ပါပြီဂုံကြမူဆိုတာပြုလုပ်မဲ့ပစ္စည်းဖြစ်ပါတယ်ရှယ်တို့ဘာကြီးလှုပ်ချင်တာလဲခုံဥပမာဘောနော်မြင်တာအောင်ပြောမယ်ဆိုခုံနေပြုလုပ်ချင်တာလား သပွဲတွေလုပ်ချင်တာလားအဲ့လိုလိုမျိုးဟာတွေကိုခုံးကြမှုလို့ခေါ်တာပေါ့နော်ပြုလုပ်မဲ့ပစ္စည်းဖြစ်ပါတယ်အဲ့တော့ပြုလုပ်မဲ့ပစ္စည်းတွေကိုဂိုထုံဆိုတာခြေတွေတွဲဆက်ထားတာတွဲဆက်ထားတယ်ဆိုတာကအာဘာသာပြန်တော့အတိတွဲထားတယ်လို့ပြောတယ်အတိတွဲထားတယ်ပေါ့နော်ဒီလိုမျိုးလဲပြောကြပါတယ်ပြောရမယ်ဆိုမလှုပ်ရှားဘူးကြာမနော်ဂိုထုံဆိုတာမလှုပ်ရှားဘူးအထိုင်ထားတာတွဲထားတာရမနော်အဲ့လိုမျိုးလေးတုံးတယ်အဲ့တော့ပြုလုပ်မဲ့ကိုလှုပ်ချင်တဲ့ပစ္စည်းတစ်ခုခုကိုခြေတို့က မလုံဆဲပဲနဲ့အထိုင်ထားထားမယ်ပြီးရင်ဂုံးကူဆိုတာကတော့ပစ္စည်းကရိယာကိုပြောတာဒီဒီကကလထိုင်လုံးမယ်ဆိုရင်လက်သမားကရိယာလူတယ်မလားအဲ့လက်သမားကရိယာဆိုရင်ခြေတို့တွေဖြတ်မယ်တောက်မယ်အဲဒီလိုမျိုးကြီးပြောတယ်လीလောက်ကြတယ်ပေါ့နော်အဲ့ဖြတ်တောက်ဖို့အတွက်လူတဲ့ကရိယာတွေပေါ့နော်ဒိုကူတွေပေါ့နော်အဲ့ကရိယာတွေဆိုရင်ဒီကအာ ဒီမှာတော့ပြထားတဲ့ဗီဒီယိုလေးကတော့ချေတို့ဒါလေးကတော့လွန်သွားလေးကိုပြထားတာဖြစ်ပါတယ်။တစ်ခါလေးမှာလွန်နဲ့ဖြတ်တာမျိုးလွန်ကတော့ဒီကအပေါက်ဖောက်တဲ့လုပ်ငန်းကိုလုပ်တာဖြစ်တယ်။အပေါက်ဖောက်တဲ့ဟုတ်စာကိုလုပ်တာမို့လို့ तू ကလွန်ပေးထားတာပေါ့နော်။တကယ်လို့ဒီနားမှာအပေါက်ဖောက်တာမျိုးမဟုတ်ဘူးဆိုရင်တော့အာကတ်တာလေးပေါ့နော်။ကတ်တာလေးပြီးရလိမ့်မယ်။ကတ္တလီဖြစ်နေပါလိမ့်မယ်ပေါ့နော်ကတ္တလီနဲ့တုံးပါလိမ့်မယ်အဲဒီနေရာမှာတော့လွန်လေးပေါ့အဲ့ပစ္စည်းကကရိယာလေးထူကူလေး အဲ့ဒူဂူလေးကိုခြေတော့ဂုံဂူလို့ခေါ်တာဖြစ်ပါတယ်ဒီတော့ဒီဂုံဂူလေးကလေနေမယ်ဝဲထုံးဆိုတာလေနေခြင်းဖြစ်ပါတယ်ဒီဂုံဂူလေးကလေနေမယ်ကတရာတို့လွန်လို့ပေါ့နော်ဒီကကရိယာလေးကလေနေပြီးတော့မှစနောင်းကခြေတော့လူချင်းနဲ့ပုံပစ္စည်းဒီပစ္စည်းလေးကကြတော့ထိုင်အထိုင်ထားထားမယ်ဆိုရင်တော့မီလင်းလို့မှတ်နိုင်ပါတယ်အဲ့ဒါတစ်ခုပါ တော့ဘလိုပုံစံနဲ့လှုပ်ရှားလေးချက်ဗီဒီယိုလေးနဲ့ပြရမယ်ဗီဒီယိုလေးကိုတော့အတန်ပိတ်ထားပါတယ်ခြားကြည့်ကြည့်ပါတွေ့ရလားတော့မသိဘူးအောက်မှာဖောက်နေတဲ့ဒီကတန်ဖြားကြီးပေါ့နော်ဒီတန်ဖြားကြီးကတော့လှုပ်ကိုမလှုပ်ဘူးငုတ်တုတ်ပေါ့နော်ငုတ်တုတ်အထိုင်တွဲထားပါတယ်ဒါပေမဲ့လို့ဒီဘက်ကဟာလေးကကြတော့ပေါ့နော်ဒီအပေါ်ကလွန်လေးဖောက်နေတဲ့လွန်လေးကကြတော့လဲနေတာလဲနေတာဝဲချုံပေါ့နော်ဝဲချုံဖြစ်နေတာ အောက်ကအထိုင်ငုတ်တို့ကခူးချောင်းဖြစ်နေတယ်ဗောနော်ဒီဒါဆိုရင်မီလင်းလို့မှတ်ပေးပါရရလားမသိဘူးပြန်ပြီးတော့ပြောပါမယ်နော်သူကဒီမှာဆက်ကလေးကိုဒီလိုဆက်ကလေးကိုမီလင်းဆက်လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ဒီမှာပစ္စည်းကရိယာကအပေါ်မှာများသောအားဖြင့်အပေါ်မှာရှိလိမ့်မယ်ဗောနော်ဒီအပေါ်ကဆက်ကလေးကကတ္တာတို့ ဒါမှမဟုတ်ရင်လွန်သွားလေးတွေကိုလုံးမဲ့ပစ္စည်းဖြတ်မလာတာမှဖောက်မလာပေါ့အပေါက်ဖောက်မလာဒီပေါ်မှာမူတည်ပြီးတော့ဒီကရိယာလေးချိန်ပေးပါပေါ့နော်ဒီချိန်တဲ့ဟုတ်စာလေးကလဲနေပါလိမ့်မယ်ဒိုးကူဒိုးမဟုတ်ဂုံးကူကပွဲချောင်းဆိုပြီးတော့လဲနေပါလိမ့်မယ်အဲ့လဲနေတယ်ဆိုရင်တော့ခြေတို့ကမီလင်းမဲ့ဖြစ်ပါတယ်အောက်ကခါလေးကိုကြတော့ခုံကြမူလို့ခေါ်တယ် ဒီဂုံကြမူကတော့ငုတ်တုတ်ထိုင်နေပြီးတော့တွဲထားတဲ့ကိုချောင်းနဲ့ရေးထားပါလိမ့်မယ်။အဲဒါလိုနှစ်ခູ່လောက်ရမှာရှုပ်နေတယ်ဆိုရင်တော့ဒီတစ်ချက်တစ်ချက်စာနဲ့ရေးပြီးလိုက်တဲ့လက်ရေးနဲ့ရေးပြီးတဲ့ချက်ပဲမှတ်လဲရပါတယ်။ပြုတ်လုံးမဲ့လွန်တို့ကတ္တာတို့ဒိုကူတွေဂုံကူတွေကပွဲချောင်းဖြစ်နေတယ်ဆိုရင် မီးလင်းလို့မထားပြပါ။အဲ့ဒါပထမတစ်ခု။နောက်တစ်ခုသွားကြည့်ရအောင်။ ဒါလေးကိုဖြတ်ပါမယ်။နောက်တစ်ခုကကြတော့ခြေသူ့ရဲ့စန့်ကျင်ဘက်ပေါ့နော်ခြေဒီမှာဒါလေးပေါ့ဆွန်ပန်းလို့ခေါ်ပါတယ်ဆွန်ပန်းပေါ့နော်ဒီဆွန်ပန်းကကြတော့ဆွနဟာရဲ့စန့်ကျင်ဘက်ဖြစ်ပါတယ်ခြေတို့ဒီမှာဒါလေးပြီးရင်ဖွင့်ပြပါမယ်ဒါလေးကလွန်သွားလေးပါသူလည်းပဲဒီကတန်ချောင်းကိုအပေါက်ဖောက်တာဖြစ်တဲ့အတွက်ကြောင့်လွန်သွားလေးကိုတုံထားတာပါတကယ်လို့မှဒါလေးကဒီလိုအပေါက်ဖောက်တာမဟုတ်ဘဲနဲ့ဒါလေးကိုဖြတ်ပြီးစားပြလိုက်မှဆိုရင်တော့ကက်တရာကိုတုံးပါလိမ့်မယ် ဲ့တော့လွန်သွားသူမဟုတ်ကတ်တရလေးကဒါကမလဲပါဘူးသူ့ကိုအသေးဒီလိုပဲမလှုပ်အောင် ထိုင်ထားမှာဖြစ်ပါတယ်ဒီတိုင်းမှာထာနေနေမှာငုတ်တုတ်ထိုင်နေမှာပေါ့နော်ဒီလိုမျိုးဟာကိုကြတော့ခြေတို့ကဂူချုံလို့ခေါ်ပါတယ်အဲ့တော့လွန်သွားဒီကတ်တရတွေကဂူချုံဖြစ်နေတယ် တွဲဆက်နေတယ်ဆိုရင်တော့ဒါကိုခြေတို့ကဆွန်ပန်းလို့မှတ်ပြရမှာဖြစ်ပါတယ်။ဒီဘက်ကဂုံချသူ့ရဲ့ဆန့်ကျင်ဘက်ဂုံချမှုဆိုတော့ပြုတ်လုံးမဲ့ပစ္စည်းကြီးကကြတော့လဲနေမှာ၊ဝဲချုံဖြစ်နေမှာ။ထမအုံဆုံးအကြောင်းလေးဒီတစ်ချက်က main point ပဲဖြစ်ပါတယ်။ဂုံကုဆိုတော့လွန်တော်ရီကက်တရီပေါ့နော်ဒီဟာလေးဒူကူလို့လည်းခေါ်လို့ရတယ်ပေါ့နော်ဒီပစ္စည်းကရိယာလေးတွေကကြတော့ခြေလို့ အတီတွဲဆက်နေပါလိမ့်မယ်ထိုင်နေပါလိမ့်မယ်ထိုင်နေလိမ့်မယ်မလွယ်မလဲပါဘူးရမယ်နော်ပြီးတော့ဒီဘက်ကပစ္စည်းကိုလှုပ်မဲ့ဒီပစ္စည်းကြီးပေါ့ဒါဆိုရင်အပိုက်လုံးကြီးပေါ်တာဖြစ်လိမ့်မယ်ပေါ့နော်ဒီပိုက်လုံးကြီးကကြာလဲနေပါလိမ့်မယ်အဲ့ဒါလေးဖွင့်ပြပါမယ်ဒီမှာလဲနေပါရယ်နော်ဒီပိုက်ကြီးကလဲနေတာပါဒီကဟာကြီးကမလဲပါဘူးတေချာကြည့်ကြည့်ပါဒီတိုင်းပဲဖြစ်ပါတယ်ဒါတော့သူအနီးကပ်ရိုက်ထားလို့ပေါ့နော်ဒီမှာနော်တုတ်တုတ်မှမလှုပ်ပါဘူးနော် တရားကချေလွန်သွားကြီးလွန်သွားကြီးကတုတ်တုတ်မှမလုတ်ဖဲနဲ့ဒီဘက်ကလုတ်မဲ့ပစ္စည်းလေးအပေါက်ဖောက်တယ်လေဒါလည်းအပေါက်ဖောက်တဲ့လုပ်ငန်းကိုလုပ်တာအဲ့အပေါက်ဖောက်တဲ့ဟာကြီးကလဲနေတယ်ဆိုရင်တော့သူ့ကိုစုံပန်းလို့ခေါ်လို့ရပါတယ်အဲ့ဆိုအဲ့နှစ်ချက်နဲ့ဟုတ်မဟုတ်ဆိုတာချက်မိခွန်းလေးတွေတွားပြီးတော့ လုပ်ပြပေးပါမယ်။တရားမှတ်ခဲ့ပါတော့ပထမပထမဗီဒီယိုလေးကကြတော့ချေတို့လွန်သွားတဲ့ကတ်တာတွေကလဲနေပါတယ်၊ဟွဲချောင်းဖြစ်နေပါတယ်။ဒုတိယဆုံးပန်းဆိုတဲ့ဟာလေးကကြတော့လွန်သွားတဲ့ကတ်တာတို့ကကိုချောင်းဆိုပြီးတော့ငုတ်တုတ်ထိုင်နေပါတယ်နော်။ဒီတိုင်းပဲထိုင်နေတယ်မြင်သာအောင်ပြောတာပါနော်။အဲ့လိုမျိုးဖြစ်နေပါတယ်။အဲ့နှစ်ချက်မှတ်ခဲ့ပေးပြီးရင်ဒီချက်မိခွန်လေးနှစ်ခုကိုရှင်းပြပေးမယ်။ဒါလေးကိုခဏရက်မယ်။ ကဲမမေးခွန်းလေးလာပါပြီပထမမေးခွန်းပထမမေးခွန်းကိုကြည့်မယ်ဆိုရင်တော့သူကတော့ဒါចောင်းသားလေးပူလာတာပေါ့နော်ဒီចောင်းသားလေးကတော့ဆောင်းပန်းကိုရွေးလိုက်တယ်မှားပါတယ်လို့ပြောတယ်အဲ့ဒါဘာလို့မှားတာလဲပေါ့နော်ကြည်ကြည့်啊ကဲဟွဲចောင်းလေးတွေ့ပါပြီဒီချေရဲ့ဇက်လိုက်ကျော်ဟွဲចောင်းလေးကဲဟွဲចောင်းတာနဲ့ချုပ်ဆိုတာကတော့ဘတ်ကိုပြောတာလဲနေတဲ့ဘတ်ပေါ့နော်ပြောရမယ်ဆိုရင်လဲနေတဲ့ဘတ်မှာဂိုးចောင်းဆိုတော့တွဲထားတယ်တဲ့လဲမြဲဘတ်မှာထားတွဲထားတာပေါ့နော်ဘာကြီးလဲကတ်တရာကြီး ဲ့ဒါလဲနေတဲ့ဘက်မှာ ကတ်တာရှိနေတယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်เนาะအဲ့တော့လဲနေတဲ့ဘက်မှာကတ်တာရှိနေတယ်အဲ့ကတာကြီးကိုတဲ့ဂုံကြမှုမှာကက်ပြီးတော့မှဒီဒီကိပလုံမဲ့ပစ္စည်းလေးမှာပေါ့နော်ဒီကလဲနေတယ်နော်ဒီအရည်ကလဲနေတဲ့ဘက်ပေါ့နော်ဒီလဲနေရဲ့ဘက်မှာကတ်တာလေးကတ်တာလေးထားထားတယ်အဲ့ကတ်တာလေးနဲ့ဒီအောက်ကပြုတ်လုံမဲ့ပစ္စည်းကိုဒီလိုလေးတင်လိုက်တယ်ပေါ့နော်တင်ပြီးသွားလို့ရှိရင် အပေါ်အောက်လဲရွေရှားဘေးဘေးရှေ့နောက်ဗောနော်ရှေ့နောက်လဲရွေရှားလို့ရတယ်ဘေးဘေးညာလဲရွေရှားလို့ရတယ်အပေါ်အောက်လဲနည်းနည်းလိုက်ပြီးညှိပေးလို့ရတယ်ဒါကြီးကိုဗောနော်ရေနည်းနည်းလေးစီလိုက်ပြီးတော့မှကိုလိုချင်တဲ့ပုံစံချက်ဒီအလဲမှာဖောက်မယ်ဆိုဒီဘက်လေးနည်းနည်းတူးမယ်ဗောနော်ဒီဘက်ဘေးစွန်းမှာဖောက်မယ်ဆိုဟိုဘက်လေးနည်းနည်းတူးမယ်ဗောနော်တကယ်လို့ကက်ကက်ကလေးနက်နက်ကလေးဖောက်ရှင်တယ်ဆိုအပေါ်နည်းနည်းလေးတူးမယ်ဗောနော်အဲအဲ့ဒါလေးလေးလှုပ်ထား ပေးမယ်ပေးပြီးတော့မှဖြတ်တဲ့ဟုတ်စာဆိုရင်တော့တဲ့ချေတို့လေးဒီမှာလေးသူကဟွဲကြောဟာညွန်ချူလို့ပြောထားတယ်လေလဲနေတဲ့ဘက်မှာရှိနေတာကတ္တာကြီးဖြစ်တဲ့အတွက်ကြောင့်ပထမပုံလေးကိုရွေးပေးရမှာဖြစ်ပါတယ်လဲနေတဲ့ဘက်မှာရှိနေတဲ့ကတ္တာပါကတ္တာကလဲတဲ့ဘက်မှာရှိလို့ဒါကိုမီလင်းကိုရွေးပေးရမှာမီလင်းရွေးပေးရမှာကိုကျောင်းသားလေးကဆုံးပန်းရွေးထားလို့အဖြေလေးမှားသွားတာပဲဖြစ်ပါတယ်အဲဒါဆိုဒုတိယပုံကြီးကြီးရအောင်ဒုတိယပုံကတော့ဒီမှာ သူကကြတော့မီလင်းရေလွေထားတယ်ပေါ့နော်ဒီချက်အထင်တော့သူကကတ်တာကိုသွားကြည့်ပြီးမီလင်းရေထားတယ်လို့ထင်တယ်အဲ့လိုမျိုးဆိုမှားပါတယ်နော်ဒီဘက်ကအဓိကခြေရုပ်ကဖွဲ့ချုံကိုသွားကြည့်ရမှာပါဒီမှာဖွဲ့ချုံဆိုရယ်လဲနေတယ်ဘာကြီးလဲနေရလဲတစ်ချက်ကြည့်လိုက်ပါ ဂုံဂျုဂုံဆုချဲလီဂုံဆုဟာတတ်ထူချဲလီဆိုတာကုန်ချမ်းပစ္စည်းကုန်ချမ်းပစ္စည်းဆိုတာကျတော့ထုတ်လုပ်မဲ့ပစ္စည်းကိုပြောတာပါဒီထုတ်လုပ်မဲ့ပစ္စည်းကြီးကလဲနေတယ်ဆိုတော့ဒုတိယတရေပြထားတဲ့ဗီဒီယိုဖိုင်ပါเนาะဒီကုန်ချမ်းပစ္စည်းဆွမ်းနာဆိုလို့ပိုက်လုံးလုံနေတာပေါ့เนาะဒီပိုက်လုံးလေးကလဲနေတာလေအဲ့တော့ဒီကုန်ချမ်းပစ္စည်းလုံမဲ့ပစ္စည်းကလဲနေတယ်ဆိုရင်เนาะဒါလေးကဒုတိယပုံဖြစ်တဲ့ဆွန်ပန်းပဲဖြစ်ပါတယ်ဒါဆွန်ပန်းကိုရွေးပြီးမှာ မှန်ပါလိမ့်မယ်ဒီတိုင်းလေးသွားခွဲပါတယ်အခြားမိကွန်းနေဒီနှမိကွန်းနှစ်ခုမှမဟုတ်ဘူးအခြားမိကွန်းနေတွေ့လာခဲ့လို့ရှိရင်လည်းသွားပြဖြေကြည့်ပါဒီရှေပြောတယ်ဝယ်ချောင်းဆိုတာတို့မဟုတ်ညာတော့ရတော့ဝယ်ချောင်းပေါ့နော်ဝယ်ချောင်းကအဓိက main set light လေးလဲနေတာအဓိက main set light လေးပေါ့နော်ဒီဝယ်ချောင်းလေးကအာပစ္စည်းလဲတာလားဒါမှမဟုတ်ရင်ကရိယာလဲတာလားဒီနှစ်ချက်နဲ့တော့ခွဲကြည့်ပါမခွဲတတ်ဘူးဆိုရင်လာမိပြီပါပေါ့နော်โอเคပါအဆင်ပြေပါစေ Bye bye